ိုင်းစီရင်လေးစင်ပြင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမကားတော့များမှုထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တင်ရင်ချောင်းများတွေကတော့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲချိန်နောက်ကျကျောင်းသားများအောင်တနာ yı ခွဲကြတဲ့အထိဆောင်ယူဆိုတဲ့တွင်ဖာတကုံအိမ်ခန်းများသစိန်ခါရန်ချင်းရှိပါကအိမ်ခန်းခါရန်ခွင့်ရုပ်သိမ်းပြီဆိုတဲ့တဲ့ TV ကားများဧပြီလတရက်မှစတင်ကားလန်ဒရာအုံပြုခပေးဆောင်ရမည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံအနေနဲ့အုံပြုပြီးသားတတန်းကုန်ဘက်ထရီများပြားကိုတရုတ်ကုမ္ပဏီများပြန်လည်အုံပြုရေးအတွက်ထုတ်လုပ်လာဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါအထင် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအချိန်နောက်ကျကျောင်းသားများအားတနအီခွဲကြာတိအထိစောင့်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။တက္ကသိုလ်ဝန်ထမ်းပြေဆိုတဲ့ចောင်းသားចောင်းသူတွေအဆင်ပြေစေဖို့စံမေးပွဲချိန်နောက်ကျចောင်းသားတွေကို အချိန်တနာရီခွဲကြာတဲ့အထိဆောင်ပေးတယ်လို့ပညာရေးဝန်ကြီးဌာနကတည်ရပါတယ်။အရင်ကစံမေးပွဲစည်းကမ်းအရာနိုင်ယူဝတ်နောက်ကျရင်ပြေဆိုခွင့်မရှိဘူးဆိုတာရှိခဲ့ပေမဲ့ဒီနှစ်အနေနဲ့ဖြေလျှော်ပြီးအချိန်ကိုပုံမသတ်မှတ်ပြီးတနာရီခွဲနောက်ကျတဲ့အထိလက်ခံဖို့ရာအတွက်ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ အဆိုပါအချိန်နောက်ကြပြီးရောက်ရှိလာတဲ့ចောင်းသားចောင်းသူကိုဆောင်မေးပွဲဖြေဆိုနိုင်ရဲ့အတွက်အစဉ်ပြေစေဖို့လဲစီစဉ်ဆောင်ရွက်ထားတယ်လို့လည်းသိရပါသေး ထားအပြင်ကျမ်းမာရေးအတွက်လဲစားစစ်ဌာနတိုင်းမှာ medical cover အနေနဲ့ကျန်းမာရေးစောင့်ရှောက်ခန်းအနေနဲ့တရားစေခန်းတွေ ဖွင့်ထားတယ်လို့သက်ဆိုင်ရာမြို့နယ်အလိုက်တိုင်းအလိုက်လည်းအရေးပေါ်လူနာတွေပေါ်ပေါက်လာရင်ဖြည့်ဆို့နိုင်ဖို့ဈေးရုံတွေမှာစားဖြည့်ခန်းတွေ အရန်အစ်စီစဉ်ဆောင်ရွက်ထားတယ်လို့ဆိုပါသေးတယ် ကျောင်းသားကျောင်းသူတွေလမ်းခရီးမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်နေရင်လေကုညီပေးချဖို့ရင်ထိန်မိသားစရဲဌာနဆိုင်ရာတွေကိုညွှန်ကြားထားတယ်လို့သိရပါတယ်အခု2024-2025ခုနှစ်တက္ကသိုလ်ဝန်ထမ်းပညာသင်နှစ်အတွက်နိုင်ငံခြားစာစစ်ဌာန73ခုနှင့်ပြည်တွင်းမှစာစစ်ဌာန104ခုစုစုပေါင်းစာစစ်ဌာန118ခုဖွင့်လှစ်ပြေဆိုနေကြတာပါ အဆိုပါဆာမေးပွဲဖြေဆိုးဖို့ဆရေးပေးသွင်းသူဥယေစုစုပေါင်း2843ဦးရှိပြီးဆာမေးပွဲဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်နေ့မှာလာရောက်ဖြေဆိုးသူစုစုပေါင်း2859ဦးရှိကဖြေဆိုးသူရာခိုင်နှုန်း94သရမ4ရှိရာခိုင်နှုန်းရှိခဲ့ပြီးဒီကနေ့မှလည်းအတင်းချဘာသာရပ်ကိုဆက်လက်ဖြေဆိုးနေကြတယ်လို့သိရပါတယ်ရှင် ဒုတိယသတင်းတပုတ်အနေနဲ့ဒုက္ခတကုံအိမ်ခန်းများတဆင့်ငှားရမ်းခြင်းရှိပါကအိမ်ခန်းငှားရမ်းခွင့်ရုပ်သိမ်းပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒုက္ခတကုံပြည်သူဝန်ကအိမ်ယာမအိမ်ခန်းငှားရမ်းခွင့်ရရှိထားသူတွေအနေနဲ့ကိုရိုင်းနေထိုင်ခြင်းမပြုဘဲတဆင့်ငှားရမ်းခြင်းလွှဲပြောင်းခြင်းများရှိပါကအိမ်ခန်းငှားရမ်းခွင့်ကိုရုပ်သိမ်းပြီးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့မြို့ပြနေအိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှထုတ်ပြန်ထားပါသေးတယ်။ ။ဒါအပြင်မတမသူအချို့မှလည်းအခန်းနေထိုင်ခွင့်ရမည်ဟုမလုံးပေးကငွေကြေးတောင်းခံလိမ့်လည်သူများရှိနေတာမို့ပြည်သူများအနေနဲ့အလိန်ခံရခြင်းမရှိစေဖို့သတိပြုကြဖို့လိုအပ်တယ်လို့အသိပေးထားပါတယ်။လက်ရှိဒုက္ခတကုံပြည်သူအငှားအိမ်ယာမှာ နေရရခက်ခဲရှိသူတွေကို9-5ရက်နေထိုင်ခွင့်ပြုထားပြီးမကြမီထပ်မံပြည်စည်းမဲ့တိုက်ငါလုံးကိုလည်းမဲနိုင်နေရာချထားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီး EV ကားများဣဗရတယက်မှာစတင်ကလန်ဒရာအုံပြုခပေးဆောင်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ EV ကအသုံးပြုသူရိအနေနဲ့လာမယ့်ဧပြီလ3ရက်ကစတင်ပြီးလန်ဒန်အသုံးပြုခါတွေပေးဆောင်ရမယ်လို့ဆောင်းလုံရေးဝန်ကြီးဌာနလန်ဦးစီးဌာနမှသိရပါတယ်။ EV ကားတွေရဲ့အတွက်ပြီးခဲ့တဲ့2023ခုနှစ်ဧပြီလ3ရက်မှစတင်ကယခုနှစ်မတ်လ31ရက်အထိတစ်နှစ်ကြာလန်ဒန်အသုံးပြုခါကိုကင်းလို့ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒီလိုကင်းလို့ခွင့်ပြုရမှာတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးအပါဝင် BOT စနစ်နယ်ဆောင်ရွက်တဲ့လန်ဒရာထွေပြည်တော်စုလန်ထွေတိုင်းဒေသကြီးပြည်နယ်တွေကလန်ဒရာအလုံးမှာလန်ဒရာအုံပြုခကင်းလို့ခွင့်ပေးထားတာဖြစ်ပါတဲ့ နိုင်ငံတော်အစိုးရအနေနဲ့ပြည်တွင်းမှာ EV လျက်စစ်ကားတွေပုံမသုံးဆွဲလာဖို့အတွက်လမ်းတရာအသုံးပြုခွင့်ကင်းလွတ်ခွင့်ပြုခြင်းအပါအဝင် EV ကားတင်သွင်းခြင်းအတွက်အခွန်နှုံးထားတွေကိုလည်း short ချာကင်းလွတ်ခွင့်ပြုထားတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့အသုံးပြုပြီးသားတက်တန်းကုန်ဘက်ထရီရများပြားကိုတရုတ်ကုမ္ပဏီများပြန်လည်အသုံးပြုရေးအတွက်ထုတ်လုပ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ပြည်မှတက်တန်းရှင်အုံပြပြီးသား factory ရများပြားကို ပြန်လည်အုံချလျက်ရရှိကတဘာဝရှင်မြင်များတက်တာစေတလို့ပဝင်းကျင်အပေါ်ထိခိုက်မှုကိုလည်းထီရောက်စွာရှော့ချနိုင်တယ်လို့ CGTN သတင်းဌာနကဖော်ပြထားပါသေး စွမ်းရင်သစ်မော်တော်ယဉ်ဈေးကွက်ကြီးထွားလာခြင်းနဲ့အတူတက်တန်းကုန်ဘက်ထရီတွေလည်းများပြားလာပါထိ2030အရောက်မှာပေါဝါနဲ့စွမ်းရင်တူလောင်ဖက်ထရီပေါင်းတန်ချိန်3.5တန်ဟာတက်တန်းကုန်ဆုံးမှာဖြစ်ပါထိ 2018ထဲကတရုတ် IT နဲ့လုပ်ငန်းဌာနမှအသုံးပြုပြီးသား factory များ အသုံးပြုဖို့ကုမ္ပဏီ156ခုကိုအတိအမှတ်ပြုထားပါတယ်။ပြန်လည်အသုံးချခြင်းကွန်ရက်အတွက် bus ကတက်စီအစရှိတဲ့ရှင်များမှအသုံးပြုပြီးသား factory များကိုစုဆောင်းထားတာဖြစ်ပါတယ်။တက်တန်းကုန် factory များကိုကင်တွယ်ရှာမှအချလွန်အသုံးချခြင်းနဲ့ပြန်လည်အသုံးပြုခြင်းဆိုတဲ့နီလန်နှမျိုးကိုအဓိကအသုံးပြုပါတယ်။ လက်ရှိနည်းပညာတိုးတက်မှုတွေမှာထော့တတ်သူပစ္စည်းတွေကိုဘေးကင်းစွာနဲ့ပဝင်းကျင်နဲ့ညီညွတ်စွာထုတ်ယူအပ်သုံးချလာပါထဲ့ ပြန်လည်အသုံးပြုခြင်းနီလန်မှာအသုံးပြုပြီးသား factory တွေကို ဖြုတ်ပစ်ပြီးအမုတ်ခြေပစ်ကအဖိုးတန်းတပ်သူများထုတ်ယူပြီး factory ရဲ့တစ်များအတွက်ပစ္စည်းများထုတ်လုပ်ထားကြောင်းခေဟဆောင်ဝန်စိန်လန်တီမြဲစီမံဖြစ်တဲ့လို့ယူနန်ပြည်နယ်ရှိ factory ပြန်လည်အသုံးပြုရေးကုမ္ပဏီတစ်ခုမှအထွေထွေမန်နေဂျာဒီချင်ဖန်းကပြောပါတယ် အဆိုပါနီလန်းနှမျိုးစလုံးကစင့်မြင့်ဤပညာများနဲ့စက်မှုခန်းနာစင်တန်းများလိုအပ်ပါသည်လုပ်ငန်းအလုံးကိုအလုံးပိတ်စနစ်တွင်နေပြုလုပ်ထားကြောင်းအိဇောထုံးဝေများထွက်ခြင်းမှထီရောက်စွာကောက်ွယ်နိုင်တယ်လို့ပဝင်းချင်းဤပညာကုမ္ပဏီတခုမှ ထုံးလုံးရေးညွှန်ကြားရေးမှူးလီဟောင်လက်ကပြောတော်ပါသည်လို့သိရပါသေးရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေး။ကြည့်ရှုအောင်ပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေရှင်။ကျမခါတော်များမိုးထပ်ပါ thank you